နိုင်ငံသားမှနောက်ထပ်သမီးလေးတယောက်ကိုအံ့အားသင့်ပွေမွေးဖွားလိုက်တဲ့အီတင်ချိုဆိုရင်ပရိသတ်များအလုံးမင်္ဂလာပါရှင့် Famous Celine News ကနေပြန်လဲကြိုဆိုလိုက်ပါတယ်အစောရောအီတင်ချိုဆွေကတော့နိုင်ငံသားမှဆာရာလို့ခေါ်တဲ့တမီလေးတယောက်ကိုအင်အားသင့်ပွေမွေးဖွားပြလိုက်ပါတယ် ဒါကြောင့်လည်းပြည်သက်တွေကတော့အထူးအင်အားသိနေကြတာပါအထူးသဖြင့်အေဒင်ချိုဆွေဟာနောက်ထပ်အင်တောင်မရှိပဲတမီလေးကိုထပ်မွေးလိုက်ပြန်ပြီးဆိုပြီးတော့အင်အားသိကြတာဖြစ်ပါတယ်အားလုံးသိကြတဲ့အတိုင်းဆိုတော့အေဒင်ချိုဆွေဟာရှေ့မှာလည်းဖခင်မရှိဘဲနဲ့ single မသားနေနဲ့တမီလေး IV ကိုမွေးဖွားခဲ့ရပါအခုတခါမှလည်းနောက်ထပ်ကလေးတစ်ယောက်ကိုဖခင်ဘယ်သူမှမသိပဲထပ်မံမွေးဖွားလိုက်ပြီးဖြစ်ပါတယ် ဒါကြောင့်လည်းအစိုးရအေးတင်ချိုဆွေအပေါ်မှာတော်တော်လေးကိုလူပြောများနေရပါအစိုးပိုင်းမှာတော့အစိုးရအေးတင်ချိုဆွေကအနုပညာလောကမှာအောင်မြင်တဲ့ထိတ်တန့်အစိုးရတအူးဖြစ်ခဲ့ပါတယ် အထူးသဖြင့်တော့အစိုးရအေးတင်ချိုစီကပောက်တဲ့အိုးဆိုတဲ့သေးစီရီအယ်ဘမ်နဲ့တနိုင်ငံလုံးကဂီတချစ်သူပရိသတ်တွေကြားမှာဝဝကွဲအောင်အမှန်တကယ်ပောက်ခဲ့ရပါဒါအပြင်အစိုးရအေးတင်ချိုစီကအောင်မြင်တဲ့ဒိတ်သချင်းများစွာကိုပြန်ဆိုတီးအဖြစ်ဆိုရင်းနဲ့အောင်မြင်ခဲ့ပါတယ်အေးတင်ချိုစီကဒီလိုမျိုးအောင်မြင်တဲ့အစိုးရအဖြစ်ယက်တီခဲ့စဉ်လူငယ်တဘာဝချစ်သူထားရကနေကိုဝင်ရရှိသွားခဲ့ပေမဲ့တာဝန်ယူခြင်းစိတ်မရှိတဲ့ယောက်ျားမပီသားတဲ့ချစ်သူဖြစ်သူကြောင့်စင်ငယ်မသားဘဝကိုခံယူခဲ့ရပါအေးတင်ချိုစီဟာမိခင်ပီသားစွာနဲ့ ဲ့သမီးလေး IV လေးကိုတယောက်တည်းအားနဲ့ပြုစုပြောင်းထောင်ကရက်တည်နေရပါအစောပိုင်းမှာတော့အီတင်ချိုစဲကဂျပန်နိုင်ငံမှာသမီးလေး IV နဲ့အတူအခြေချနေထိုင်နေရဖြစ်ပါတယ်ပရိသတ်တွေကတော့သမီးလေးကိုတယောက်တည်းအားနဲ့ရုန်းကန်ကြွေးမွေးနေရဲ့အီတင်ချိုစဲရဲ့စိတ်ဓာတ်လေးကိုလေးစားကြသလိုအီတင်ချိုစဲကိုလက်မထက်ချင်မင်းနဲ့ကိုဝင်ရတာတောင်တာဝန်မယူခဲ့တဲ့လူကဘသူလဲဆိုပြီးတော့သိချင်နေကြတာပါတချို့သောသတင်းတွေအရတော့အီတင်ချိုစဲကိုတာဝန်မယူပဲကလေးတယောက်နဲ့ထားသွားတဲ့သူကအနုပညာအတိုင်းဝိုင်းကနာမည်ကြီးအနုပညာ ရှင်တယောက်ဖြစ်ကြောင်းလည်းသိရပါဗျာ။ဘာဝဲပြပြအေးတင်ချိုစွေဟာမိခင်ကောင်းပြီးသားစွာနဲ့နောက်အင်ထောင်မပြုတ်ပဲတဦးသေးသောသမီးလေး IV ကိုပြုစုဆောင်ရှောက်နေရကြောင်းလူတွေအလုံးကချီးကျူးတာကိုခံနေရပါဗျာ။ အခုခါမှာတော့အစိုးရအေးတင်ချုံစွေနဲ့ပတ်သက်ပြီးတော့ထူးခြားတဲ့သတင်းတစ်ပုဒ်ကအင်တာနက်ပေါ်မှာပြန့်နှံ့လာပါတယ်။အစိုးရသတင်းကတော့အေးတင်ချုံစွေဟာနောက်ထပ်သူမရဲ့ဒုတိယမြောက်သမီးလေးဆာရာကိုမွေးဖွားလိုက်ပြီဆိုတဲ့သတင်းမှာဒါကြောင့်လည်းလူတွေအားလုံးကအင်အားသိမ်းခဲ့ရပါတယ်။တချို့ကလည်းအေးတင်ချုံစွေဟာနောက်ထပ်ကလေးဖေမပေါ်ဘဲနဲ့သမီးလေးတယောက်ကိုထပ်မွေးလိုက်တာလားဆိုတာကိုအယံသိချင်နေကြတာပါ။လူတွေမသိသေးတဲ့တစ်ချက်ကအေးတင်ချုံစွေဟာနောက်အိမ်ထောင်ပြုတ်လိုက်ပြီဆိုတာပါပဲ။အေးတင်ချုံစွေဟာအစောပိုင်းမှာဂျပန်နိုင်ငံမှာအလုပ်လုပ်နေပေမဲ့နိုင်ငံ င်ငံသားသောအော်စတြေးလျနိုင်ငံသားတယောက်နဲ့လက်ထပ်လိုက်တာဖြစ်တယ်လို့သိရပါတယ်။ဒါကြောင့်လည်းအီတင်ချိုစီရိုသားမိဟာဂျပန်နိုင်ငံကနေအခုဆိုရင်တော့အော်စတြေးလျနိုင်ငံကိုရောက်ရှိသွားပြီလို့လည်းသိရပါတယ်။အခုကမှတော့အဆိုတော်အီတင်ချိုစီဟာအဆိုပါနိုင်ငံသားသားနဲ့ပဲသူမရဲ့နောက်ထပ်သမီးလေးတယောက်ဖြစ်တဲ့ဆာရာကိုမွေးဖွားနိုင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဒီအကြောင်းတွေကိုမြန်မာနိုင်ငံကပြည်သက်တွေမသိသေးလို့တောင်အီတင်ချိုစီကဒုတိယကလေးကိုလင်းကောင်းမပေါ်ပဲမွေးလိုက်တာလားဆိုပြီးတော့ထင်နေကြတာဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြ တဲ့ပရိသတ်တွေကရောဒုတိယမြောက်သမီးလေးရရှိသွားတဲ့အေဒင်ချိုစီကိုဘယ်လိုမြင်လဲဆိုတာပြောသွားခဲ့ပါအောင်ရှင်အဆုံးထိကြိုးပေးရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်